အားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေးကင်းကြပါစေနိုဝင်ဘာလ17ရက်နေ့ညပိုင်းလူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့လာရှိုးနောက်ကစကန်းတွေကိုစုတ်ခိုင်းရာကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာနေတယ်လို့ဆိုပါရတယ် နောက်ကွန်ကရစ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ဘက်ကထိခိုက်ဒေဆုံးတာတွေများလာကြောင်းစစ်တပ်ကလေရင်နဲ့ပေါင်900ဘုံးတွေနဲ့ကျဲချနေပါတယ်။နောက်မြောက်ရီမြို့တောင်ဘက်ဖလူဂျီကျေးရွာမှာရှိတဲ့ DKBA ပိုင်နဲ့ကြားဖြန့်ယုံကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာမှာပြည်သူ2ဦးနဲ့ DKBA တပ်ဖွဲ့ဝင်2ဦးသေသွားတယ်လို့သိရပါတယ်။နောက်စင်ကူမာလဲရွာကိုဘုံကျက်လို့ရတန်း၅ဦးတေဆုံးသွားပါတယ်။မြိုင်မြို့နယ်စစ်တပ်စစ်ကြောင်းကပြည်သူ၄ဦးကိုတပ်ဖြတ်သွားပါတယ်။ နောက်စစ်ကောင်းဆောင် ICC ဖောင်ရန်ချက်ချင်းထုတ်ဖို့ကုလတမကမှဒီဥကြုံမိုးထွန်းကတောင်းဆိုနေပါတယ်ပြီးတော့ဂိုကြီးရွာစကန်ကိုပြန်လဲရယူဖို့ထိုးစစ်ဆင်နေတဲ့စစ်ကော်မရှင်တပ်အချင်းချင်းတက်လန်ကြနေတယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့တော့ဒီလာရှိုနာကစခန်းတွေကိုစုခိုင်းရာကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာတယ်ဆိုတဲ့သတင်းကိုတင်ပြကြပါမယ် ဒီလာချုံမြို့နားမှာတက်ဆွဲထားတဲ့ MNDA တပ်တွေစုပေးဖို့စစ်အုပ်စုရဲ့အမှတ်ငါစစ်စင်ရေးအထူးအဖွဲ့မှုကိုယ်တိုင်လာချုံမြို့အထိလာရောက်တောင်းဆိုပေးမယ်လက်ညင်းပယ်ခံရပြီးတော့ဆွေးနွေးပွဲ ပြတ်သွားတယ်လို့ MNDA ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောကြပါဗါလာရှုံမြို့ကနေမန္တလေးမြို့ဘက်ကိုတည်တဲ့ပြည်တော်စု လမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တန်ရမိုင်းရဲ့မြို့ဘက်ကိုသွားတဲ့နတ်ပောင်ဟူရရွာတွေမှာကိုကန့်တက်ကတဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့က လာရှုမြို့စင်နဂေါဟိုတယ်ဆွန်ဒီပွဲမှာစစ်ကောင်စီကစွပ်ခွာခိုင်းတာလို့သိရှိရပါတယ်ခင်ဗျာအဲ့ဒီနောင်မွန်နမ်ပေါင်ဟိုရရွာတွေဟာတစ်ဆက်တည်းရှိနေတာဖြစ်ပြီးတော့ကိုကန်းကတစ်တုံညာနှစ်ခုစစ်စင်ရင်နဲ့သူတည်ယူခဲ့တဲ့နယ်မြေတွေထဲမှာပါဝင်ပါတယ်အခုချိန်ထိလည်းတဆွဲထားတာဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့အေဗီလာမာတေယုဆူရရဲ့ဂျာဝင်ဆက်ဖွဲ့မှုကြောင့်ဒီ MNDAA ကလာရှိုးကိုကြည်တစ်ချက်မဖောက်ရပဲလွှဲပေးခဲ့ရပါတယ်အခုထပ်ပြီးတော့နောင်မွန် နန်းပေါဟိုရရွာတွေကနေတဆင့်ကျင်းစုပ်ပေးဖို့စစ်တပ်ကထမှန်တောင်းဆိုနေတာဖြစ်ပါတယ်ခင်ဗျာဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုတိုင်လာရှုမှလာညှိတာမရလို့ပြန်သွားပါပြီနောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိဘူးကိုကန်းကတော့အင်အားပိုများလာတယ်လို့နောင်မောမနေထိုင်သူတဦးကပြောပြပါတယ်ခင်ဗျာဒီစစ်တပ်ကတရားမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိချုပ်ထားတဲ့ကြောက်မဲနဲ့ဒီဘောမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးတဲ့နောက်ပိုင်း မန္တလေးမူဆယ်ပြည်တော်သူလန်းလာရှုံနဲ့ဒီဘောလမ်းပိုင်းပဝန်းကျင်ကကိုကန့်စခန်းတွေကိုစုခွာဖို့ဖိအားပူပေးနေတာဖြစ်ပါတယ်စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စီရဲ့စီရေးသဘောတူညီချက်ဟာအဆင့်ဆန်ရာရလက်တစ်ခုသာဖြစ်ပြီးတော့စစ်မှန်တဲ့ညီညာရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဗျူဟာကြကြနားလည်နေဖို့အောက်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ကိုကန့်ရဲ့ပတ်စင်တက်ဂေတာအလက်ကျတင်နန်းစစ်ပွဲမှာကိုကန့်စီဦးသီးမှုချုပ်က တင်နစင်ကိုကန့်တက်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ကိုကန့်တက်ဟာ2023ခုနှစ်အောက်တိုဘာလ29ရက်မှာညီတော်မဟာမိတ်တွေဖြစ်တဲ့ AA နဲ့ TNL တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာတစ်တုံညာနှစ်ခွန်စစ်စင်ရေးစတင်ခဲ့ပြီးတော့လာရှုလောက်ကန်ချင်းရွှေဟော်မုံကူဖောင်းဆိုင်ကုန်းချမ်းပန်လုံကွမ်းလုံသိန်းဒီတမုန်ရဲ့ပန်ဆိုင်တို့မြို့တွေကိုဒီသိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအစိုးရရဲ့ပြည်အကြောင်းစစ်ကောင်စီနဲ့အပြည့်ရထားတယ်လို့ပဲလာရှုမြို့ကိုလည်း2025ခုနှစ်အေပြီလမှာစစ်ကောင်စီထံပြန်လွှဲပေးခဲ့ရတာဖြစ်ပါတယ်။တိန်းနီမြို့ကိုလည်းပြန်ပေးဖို့ဒီစစ်ကောင်စီကဖိအားပေးနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်ခင်ဗျာ။နောက်ဂရင်ပြည်နယ်ကသတင်းတစ်ခုကိုဆက်ချင်ပါတယ်။ဒီကော့ကရိတ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ဘက်ကထိခိုက်ဒေဆုံးတာတွေများလာကြောင်းစစ်လေရင်နဲ့ပေါင်900ပုံးနေတဲ့ကြဲချတိုက်ခိုက်ပါတယ် ဒီနေ့နိုဝင်ဘာလ23ရက်နေ့နံနက်ပိုင်းကော့ကရိတ်မြို့နယ်မြောက်ပိုင်းမြဝတီကော့ကရိတ်ဒေါနာတောင်လမ်းဟောင်းပေါ်မှာရှိတဲ့နောင်ကိုင်းကျေးရွာထီဖိုးဆန်ကျေးရွာမိဖားလက်ကျေးရွာတို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL ပူးပေါင်းတပ်ဖွဲ့တို့အကြတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးတာတွေများပြားနေပါတယ်ဒါကြောင့်မို့လေကြောင်းပစ်ကူခေါ်ပြီးတော့စစ်လေရင်နဲ့ပေါင်900ဘုံတွေကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ အခုလေချောင်းကနေပေါင်900ဘုံလေးလုံးနှစ်ကြိမ်လာကျဲသွားတယ်မိဖားလက်ကြီးပါကိုကြားရောက်ပောက်ခွဲတယ်လို့သိရပါတယ်စစ်ခွေးတွေအထိနာနေလို့လာကျဲသွားတာကော့ဂရိတ်ပြောင်းပိုင်းနောင်ကိုင်းထီဖိုးဆန်နေရာတွေမှာစစ်ခွေးတွေလူရာချီသေးနေတာတနေ့ကလည်းဘုံလုံး60ကျော်ဝိုင်တွဲလေနဲ့ကျဲချခဲ့တယ်ဒီနေ့လည်းထပ်ပြီးထိနာနေလို့ဂျက်ဖိုက်တာစစ်ကူခေါ်တာ ဒီအောက်ဘုတဲ့မြောက်ဒီလမ်းဟောင်းကိုအသေးအတန်သိမ်းဖို့စစ်တပ်ကလုပ်နေတာမရလို့ဒေချောင်းကနေမဲနေတာလို့ဒီကရင်စစ်ရေးတရင်အရင်မြစ်ကပြောပြတာဖြစ်ပါတယ်ခင်ဗျာအော်တိုဘားလာအစောပိုင်းကစပြီးတော့မြောက်ပြည်ကော့ကရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းနဲ့ကော့ကရိတ်မြောက်ပိုင်းမှာရှိတဲ့ကျေးရွာတွေကိုထိန်းချုပ်နိုင်ရေးအတွက်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ DKBA ဗိုလ်ပြအဖွဲ့တို့ပူးပေါင်းပြီးတော့စစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်လာတာကြောင့် ကန်လီပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာမှာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားနေပါတယ်။ဒါကြောင့်မို့စစ်တပ်ကဂျုံတိုးမြို့ဘက်ကစစ်ကူတွေပို့ဆောင်ပြီးတော့ဆက်လက်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက် game ဒီနေ့ကတရင်တစ်ခုကိုဆက်ပြီးပြပြကြပါရဲအဲ့ဒါကတော့ဒီ KPA ချပ်ခန့်ကိစ္စတွေနဲ့ပတ်သက်ပါတယ် ကရင်ပြည်နယ်မြောက်ဥတီမြို့တောင်ဘက်ဖလူကြီးကျေးရွာဖျားကုန်းနီးရှိဒီ DKBA ပိုင်နဲ့ကြက်ဖြတ်ယုံကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာမှာပြည်သူ၂ဦးသေဆုံးပြီးတော့ဒီ DKBA တပ်ဖွဲ့ဝင်၂ဦးလည်းသေဆုံးတယ်လို့ကရင်စီရဲတရင်အရင်းမြစ်တွေကပြောဆိုကြပါတယ်ခင်ဗျာဒီနေ့နိုဝင်ဘာလ17ရက်နေ့မနေ့17ရက်ကွယ်လောက်ကဒီမြောက်ဥတီမြို့တောင်ဘက်ဖလူကြီးရွာဖျားကုန်းနီးရှိ DKBA ပိုင်ကြက်ဖြတ်ယုံကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ကြဖြတ်ယုံအဆောင်ဂိတ်ပေါ်တဲ့တဲ့ကြရပေါက်ွက်ပြီးတော့ပြည်သူ2ဦးနဲ့ဒီကီဘီ2ဦးသုတူပေါင်း4ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလိုလက်နက်ကြီးထိမှန်တာကြောင့်ဒဏ်ရာရှိသူတွေကိုထိုင်းနိုင်ငံမဲဆောက်စေယုံကြီးကလူနာတင်က9စီးနဲ့တေဆောင်သွားတယ်လို့လည်းသိရပါဗျခင်ဗျာ။ဖလူဂျီရွာတိတ်ကဒီကီဘီပိုင်ကြဖြတ်အဆောင်ဂိတ်ပေါ်ကိုစစ်ကော်မရှင်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့လူ6ယောက်ထိပြီးတော့4ယောက်တေဆုံးသွားပါဗျ။ ဒဏ်ရတဲ့သူတွေကိုမဲဆောက်စေယုံကြီးကနေလူနာတင်ကားတွေနဲ့တည်သွားတာကားရမ်းနဲ့ဆိုတော့ကားတွေပိတ်လမ်းတွေပိတ်ကုန်နဲ့စူးညမ်းနေပါတယ်လို့ကရင်စည်သတင်းအေးမြစ်ကပြောပြတာဖြစ်ပါတယ်။ဒီအောက်တိုဘာ19ရက်နေ့ကစလို့အကြံဖက်စစ်တပ်နဲ့ BGF တို့ KK ပတ်မှာရှိတဲ့ကြားဖြန့်ရုံကိုအယောင်ပြစီးနင်းခဲ့ပြီးတော့ BGF ကလည်းမိုင်းခွဲဖြစ်စည်းတာတပ်တွေကိုလက်ဆဖြောက်တာတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်ခင်ဗျာ။ အကြံဖက်စစ်တပ်ကထိန်းချုပ်ရာမှာဒီမြောက်ဝတီမြို့ပေါ်ရက်ကွက်နဲ့ကြေးရွာအပါဝင် DKBA BG ရဲ့ထိန်းချုပ်ရာ၄ကီကွန်မြို့သစ်ဂေါ်လေဒေသနဲ့ကြောက်ခက်ဒေသတွေမှာအကြံဖက်မြောင်များစွာရှိနေကြောင်းလည်းသိရပါပါတယ်ခင်ဗျာလက်တလုံးမှာနိုဝင်ဘာလ12ရက်နေ့ကအမေရိကန်ဆိုရကအကြံဖက်ဝင်းတွေကိုတီထောင်လုကင်နေတဲ့ DKBA နဲ့ခေါင်းဆောင်လေးကိုတန်ခတ် Facebook ရေးယူတဲ့ညညာချက်ကိုထုတ်လိုက်ပြီးတော့ကြံဖက်နှိမ်နင်းရေးအထူးဖွဲ့ကိုလည်းဖွဲ့စည်းလိုက်တဲ့အကြောင်း တရားဝင်ထုတ်ပြန်ကြေညာလာပါတယ်ခင်ဗျာနောက်သတင်းကတော့ဒီစင်ကူးမာလဲရွာကိုဘုံကျဲလို့ရတန်းငါးဦးတည်ဆုံသွားပါတယ်ခင်ဗျာမလေးတိုင်းစင်ကူးမြို့နယ်မာလဲရွာစာတင်ကျောင်းကိုမနေ့ကညနေပိုင်း၄ချောင်းတိုက်ခိုက်တာတွေကြောင့်ဆစ်ဆောင်၅ဦးထိမှန်တည်ဆုံသွားတယ်လို့ဒေသခံတွေထံကနေပြီးတော့သိရပါတယ်မာလဲရွာစာတင်ကျောင်းမှာမရေယာမြို့နယ်ကဆစ်ဆောင်တွေခိုးလုံနေတဲ့အချိန်တရဲဦးကတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့၄ချောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ငါဦးတည်ဆုံးကငါဦးထံမနဲ့ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာဒီသက်ကတူပြောပြတာကကျောင်းအပါဝင်အဆောက်အဦသုံးလုံးပျက်စီးသွားတယ်သူတို့ကမရေယာဘက်ကနေဆစ်ဆောင်လာသူတွေအမိနဲ့အသက်ကိုတော့မသိရဘူးကလေးတွေနဲ့မျိုးသမီးတွေပါတယ်လို့ပြောပြပါတယ်ခင်ဗျာနိုဝင်ဘာလ9ရက်ကလည်းစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာစာတင်ကျောင်းနဲ့ညောင်ကုန်းရွာတို့ကိုဘုံကျဲတိုက်ခိုက်တာကြောင့် အမျိုးသား2ဦးနဲ့မျိုးသမီး2ဦးသေဆုံးပြီးတော့မျိုးသမီး2ဦးနဲ့မျိုးသား5ဦးဒဏ်ရာရှိခဲ့တာဖြစ်ပါတယ်။မရေယာမြို့နယ်ကိုပြန်လည်ထိုးသိမ်းစစ်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးတော့မရေယာမြို့ပေါ်နဲ့မြို့နောက်ဖက်ချမ်းကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ထားတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်နေပါတယ်ခင်ဗျာ။နောက်မြိုင်မြို့နယ်စစ်တပ်စစ်ကြောင်းကပြည်သူ၄ဦးကိုတပ်ဖြတ်သွားတယ်လို့ဆိုပါတယ်။ဒီသတင်းကိုတင်ပြပါမယ်။ ဘကွေးတိုင်းမြန်မြုတ်နယ်ကိုစစ်ကြောင်းထုတ်နေတဲ့စစ်တပ်ကဒေသခံအမျိုးသမီး2ဦးနဲ့မျိုးသား2ဦးကိုတပ်ဖြတ်သွားတယ်လို့သိရပါတယ်ခင်ဗျာမြန်မြုတ်နယ်တောင်ပိုင်းတရက်ကံပြူစောတိရွာကနေအင်အား150လောက်ပါတဲ့စစ်ကြောင်းဟာအမှတ်နဲ့စစ်မှုဆောင်ဘက်ကိုစစ်ကြောင်းထိုးလာတာလို့ဒေသခံတွေကပြောကြပါတယ်အဲ့ဒီစစ်ကြောင်းဟာစစ်မှုဆောင်ကနေအရင်ကတော်လိုင်းတက်တွေတင်းယူထားတဲ့ဝက်ပုတ်ပြူစောတိရွာတဲ့ကိုဝင်ဖို့ကြိုးစားခဲ့တာလို့ဆိုပါတယ် ဒီအဲ့ဒီလမ်းကြောင်းမှာတွန်လိုင်းတက်တွေနဲ့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီးတော့စစ်တပ်ကအလောင်းတွေပါတဲ့ပြီးတော့ဝက်ပုတ်ရွာတဲ့ကိုဝင်ရောက်သွားခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာတရက်ကန်ရွာထွက်ချိန်မှာရွာတန်းရှည်ရွာကပြည်သူတွေကိုဖမ်းဆီးလာပြီးတော့ဗဇက်နဲ့လေဝင်းတွေကိုလှီးကဝက်ပုတ်ရွာထဲမှာတပ်ဖြတ်ခဲ့တာလို့ဒေသခံတွေကပြောကြပါတယ်အလောင်းတွေကိုနိုဝင်ဘာလ12ရက်မနေ့ကရရှိခဲ့တာဖြစ်ပြီးတော့မြို့သမီးနှလောင်းနဲ့မြို့သားအလောင်းနှလောင်းသူသူပေါင်းအလောင်း၄လောင်းရရှိထားတယ်လို့သိရပါပါတယ်ခင်ဗျာ နောက်တဲ့ရင်တပုတ်ကတော့ဒီစစ်ကောင်းဆောင်ကို ICC ဖန်ဝရန်ချက်ချင်းထုတ်ဖို့ကုလသမဂ္ဂမှာဥကြုံမိုးထုံးကတောင်းဆိုပါတယ်ခင်ဗျာစစ်တပ်ဟာအတူယောင်ရုပ်ောက်ပွဲပြုလုပ်ပြီးတော့၎င်းတို့ရဲ့ကြီးလေးတဲ့ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့နဲ့တာဝန်ခံမှုကရှောင်လွှဲဖို့ကြိုးပမ်းနေတာကြောင့်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးအနေနဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုဖန်ဝရန်ချက်ချင်းထုတ်ဖို့လိုအပ်နေပြီဖြစ်တဲ့အကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုသလေတာမတ်ကြီးဥကြုံမိုးထုံးက ကုလသမဂ္ဂထွေထွေညီလာခံမှာတိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်မှာပြုလုပ်တဲ့မြန်မာနိုင်ငံအပါအဝင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ40ကျော်ရဲ့80ကြိမ်မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံကြီးအစည်းအဝေးမှာတောင်းဆိုခဲ့တာဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့အစည်းအဝေးကစားကောင်းစဉ်နဲ့ဆွေးနွေးပွဲမှာပြည်ပဆိုင်ရာရာဇဝတ်တရားရုံးရဲ့တရားစွဲအရာရှိတွေကစစ်ကောင်းတော်မင်းအောင်လှိုင်ကိုဖဝရန်ထုတ်ဖို့တရားရုံးကိုလျှောက်ထားခဲ့တာကြောင့် မြန်မာပြည်သူတွေအနေနဲ့မျှော်လင့်ချက်တွေမြင့်တက်လာခဲ့ပေမဲ့လည်းတနည်းနည်းပါအချိန်ကြာမြင့်လာတဲ့အချိန်ထိတိတာထင်ရှားတဲ့တိုးတက်တာတွေမရှိသေးတာကြောင့်ပြည်သူတွေရဲ့စိတ်ပြည့်မှုများစွာပိုပြီးတော့ကြီးမားလာကတရားရုံးရဲ့အချိန်မီထိရောက်မဲ့ရေးယူဆောင်ရွက်မှုတွေလိုအပ်နေတဲ့အကြောင်းဥကြုံမိုးထွန်းကတင်ပြခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ကျန်းဖက်စစ်တပ်ဟာရက်စက်မှုတွေဆက်လက်ကျွလွန်နေတာထိရောက်တဲ့နေမီထိန်ချုပ်နိုင်မှုမရှိတာနိုင်ငံခေါင်းဆောင်တွေကိုဥပဒေမဲ့ဆက်လက်ဖမ်းဆီးချုံနှောင်ထားတာ လူခွင့်ရေးချုပ်ပေါက်တာတွေကိုကြဲကြဲပြန့်ပြန့်နဲ့စနစ်တကျကျူးလွန်လျက်ရှိတာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြတ်တုံးနေတာတရင်ချက်လက်ရရှိမှုအခွင့်အရေးတွေကိုစိုးစိုးရွားရွားကန့်သက်ထားတာပြည်သူတွေအနေနဲ့မြဲတစေကြောက်ရွံ့မှုနဲ့ဒုံတွဲနေထိုင်လျက်ရှိတာဆတဲ့အခြေအနေတွေအောက်မှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာအတူယောင်နဲ့လင်ညာမှုသာဖြစ်တယ်လို့ပြပြတသားပဲချဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ်ခင်ဗျာနောက်ဆုံးတရင်တစ်ပုတ်အနေနဲ့ဒီ ကုတ်ကြီးရွာစကန်ကိုပြန်လည်ရယူဖို့ထိုးသည့်စင်နေတဲ့စစ်ကော်မရှင်တပ်ကအချိန်ချင်းနောက်ပြန်လန်ကျနေတယ်လို့သိရပါတယ်ခင်ဗျာအရကတတော်အေနဲ့မဟာမိတ်ပူပေါင်းတပ်တွေဝမ်းရံပိတ်ဆို့ထားတဲ့ရခိုင်နဲ့မကွေးတိုင်းအဆက်မကွေးတိုင်းငဖဲမြို့နယ်အပိုင်အမ်ဗရန်လမ်းပေါ်မှာရှိတဲ့ဒီအကြံဖက်စစ်ကော်မရှင်တပ်ရဲ့နိုင်ငံပြူဟာဂုံးကိုစစ်ကူရောက်ရှိနိုင်ရေးအတွက်စစ်ရေးရအရေးပါတဲ့ဂုံကြီးရွာစခန်းကိုပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်ကလေကြောင်းဒရုန်းတိုက်ခိုက်တာတွေဆက်မပြတ်လုပ်ပြီးတော့ဒီမြေပြင်ကနေထိုးစစ်ဆင်နေပဲမဲ့လည်းအချင်းချင်းတက်လန်ကြပြီးတော့အကြဆုံးတွေများနေတယ်လို့သိရပါတယ်ခင်ဗျာကိုကြီးရွာစကန်ကလမ်းစုံလမ်းကွာပြောလို့လည်းရတယ်လမ်းမကြီးအတိုင်းရောတန်းခွေပိုင်လိုင်းအတိုင်းရောမြေလက်ရွာဘက်ကတက်တဲ့လမ်းကြောင်းလည်းရှိနေတာကိုပြီးရင်လမ်းဟောင်းဘက်ကလာရင်လည်းရွာထိပ်ကလမ်းစုံဘက်ကိုလာလို့ရတယ်အဲ့ဒီနေရာကိုရောက်ရင်နိုင်ရီကဗျူဟာကုန်းဘက်ကိုခြစ်တက်ဖို့လမ်းကြောင်းပူလွယ်ကူသွားတာ အဲ့ဒါကြောင့်ဂုံကြီးရွာအပါဝဲနေဝင်းကျင်ကိုလေရင်နဲ့ရော့ဒရုန်းနဲ့ပါနေ့စဉ်ပုံကျဲတိုက်ခိုက်ပြီးမှမြေပြင်ကနေခြေတက်လာနေတာဒီဘက်ကလည်းလုံးဝအတက်မခံမှုအထက်ထက်ဖြတ်တောက်ထားတဲ့တက်တက်စစ်ကြောင်းအကုန်လန်ကြတယ်လို့စည်ရေးတင်ရေးမြစ်တူကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တော်လိုင်းအင်အားစုတက်တွေနဲ့နေဆက်သူတူပြောတာကလည်းဒီစစ်တက်ကတမွေးပိုင်လိုက်အဆောက်အုံတွေမှာလက်နက်ကြီးအထိုင်ချတယ်ဒရုန်းတွေလွတ်တင်တယ်ဆက်စီနဲ့ဝဇကျင်းရွာတွေမှာ အထိုင်စခန်းချပြီးတော့ဒဏ်ရာရတဲ့အကောင်တွေကိုစေကုပေးတယ်ပြင်းထန်ဒဏ်ရာရတဲ့ကောင်တွေဆိုရင်မဆက်က905ဘက်ကိုတည်သွားတာရှိတယ်လို့၎င်းကဆိုပါတယ်ခင်ဗျာလက်နဲ့ရိတ်ခါစေဝါပြက်လက်နေတဲ့နိုင်ငံကံဗျူဟာကုန်းကစစ်ကော်မရှင်တပ်ဖွဲ့တွေထွက်ပြေးတာစက်တက်ရှိနေတယ်လို့အရကတက်တော်အေအေနဲ့တွန်လိုင်းတက်တွေထံလင်းဝင်ရောက်မှုတွေလည်းရှိနေပါတယ် ဒီရက်ကတ်တော့အေနဲ့ပူပေါင်းတလိုင်းတက်တွေထံဝင်းရောင်ပိတ်ဆို့ခံထားရတဲ့စစ်ကောင်မရှင်ရဲ့တရင်တက်ဖွဲ့တွေဟာရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပါမြို့အခြေစိုက်စကခစကွန်ဂူဂယ်မူအောက်မှာရှိတဲ့တရင်တက်ဖွဲ့တွေဖြစ်ကြောင်းရက်ကတ်တက်တော့အေအေရဲ့နိုဝင်ဘာ17ရက်နေ့ညထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာနိုဝင်ဘာလ17ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာကြပါမယ်ခင်ဗျာ